จับปี้แต่จูเลยจนตะเกยแม่นๆกันๆจนใส่แท้ยินเนี่ยอไตจนเปียวๆตะเกยจนไม่นะตะเกยโหลงออกไม่นะจนโหย้ายทุบสิไม่มีเปลี่ยนผีว่ะสู้เนาะไอ้เฉยจนโชว์ลงยาลงมาหมดบ่เนาะไอ้เนี่ยมาลิยาเนี่ยสู่ค้ายมาไอ้มาจนก็เลยผัดกันเลยสู่ยาตลอดเลยบ่เนาะ I am flying สู่ไอ้อันนี้ซ่าไปแล้วดอกช็อตไอ้มากูเนเนเลยทอดทวาดเลยบ่เนาะอันนี้ก็จนอกองซูจูทวาดไปดิสู่ရှင်เปลี่ยนเกบาระ I am flying I am flying တန်ကောင်းရဲ့တဲ့ဘာလို့ဒီအင်္ဂလိပ်အီဆောင်းယူဆိုရသလဲပေါ့နော်မြန်မာချင်းလေးဆိုပါလားကောင်းနေတော့ပေါ့နော်အဲ့တော့သူတို့ကကျွန်တော်မြန်မာချင်းဆိုခဲ့တယ်ဆိုတော့ကိုဒီမြန်မာစတားမှာအော်ဒီရှင်မှာဆိုခဲ့တယ်ဆိုတော့ပြိတ္တကြီးကမသိဘူးပေါ့နော်ဒီကျွန်တော်မြန်မာချင်းနှစ်ပုတ်တီဆိုရှင်ပြိုင်ခဲ့ပါတယ်ရှင်သာသူလေးရှင် ော့တချင်းဆိုတဖင်နဲ့တက်ဆိုတွေကြီးအမြင်ကြီးဖြစ်နေမှာဆိုလို့ကျွန်တော် instrument လည်းကောင်းကောင်းတီးတက်ပါတယ်ဂီတာလည်းကောင်းကောင်းတီးတက်ပါတယ်အဲ့တော့ကျွန်တော်အဆူတွေကိုလည်းကျွန်တော်လလန်းမိတော့ကျွန်တော်ဒီအုံကျူးလေးတွေလို့ဖို့အတွက်ကျွန်တော်စီစဉ်နေပေါ့နော်ခါတလီမာတယောက်သေးတယ်နေကုန်စုံကြီးစံကြီးလောက်ကြတယ်ငါလေးရှိစေးရမယ်မနဲ့ပြန်အပြေးရခြင်းနဲ့ ကျွန်တော်အဲ့နေရာပေါ့နော်ကျွန်တော်တို့ audition ဝင်ရတာ20ရက်နေပေါ့ကိုရေတနာ ਈ မှဝင်ရမှာပေါ့နော်အဲ့ချိန်မှာကျွန်တော်ကျွန်တော်ဘန်းနေပြီးတော့ကျွန်တော်၃ဟိုပါပေါ့9နိုင်ခွဲလောက်မှာကျွန်တော် ထွက်လာခဲ့တယ်ပေါ့ MICD ဘက်ကနော်ရောက်တော့ဟိုမှာကိုကို origin ဝင်ရမယ်အလျံမရောက်သေးဘူးပေါ့ကိုရဲ့မရောက်သေးတဲ့အချိန်မှာကျွန်တော်တို့ကစောင့်နေတာပေါ့အဲ့အချိန်မှာအဲ့နေရာလေးဖြစ်ကျွန်တော်မိုးရေအရန်ရွာရပြာမိုးရေရွံ့ရတော့ကိုဆိုရမယ့်အချိန်က3နာရီခွဲလောက်ဖြစ်သွားပေါ့နော်3နာရီခွဲ4နာရီလောက်ဖြစ်တဲ့အချိန်မှာကိုရောက်နေရလဲအစိုးကြီးကိုနာရီလောက်ရောက်နေတဲ့အချိန်မှာဝါရီကလည်းဘာမှဆွဲမထားသေးကျွန်တော်တို့ကလေအစားတော့ကအဲ့မှာတနေကုန်ထိုင်းဆောင်နေကော်ဖီလေးတစ်ခွက်နဲ့စောင့်နေတဲ့အချိန်မှာရင်တုံနာရီလေးပိုင်လဲပါသွားမှာပေါ့ကိုပြီးတော့ကျွန်တော်က နေရနေတက်လာတော့လေအီးကြီးတွေပြတ်တာရဲ့ဒီအစားတောက်လေးရဲ့ကြောင့်ကျွန်တော်ဝိဖြစ်သွားလို့ပဲထင်ပါတယ်ဒါဟာကျွန်တော်ရဲ့ဖြစ်တည်မှုပါကျွန်တော်ပါသူပဲကျွန်တော်ခံယူပါတယ်ဒီဖြစ်စဉ်လေးကိုပေါ့နော်ဟုတ်ကဲ့မှားတော်တာလေးပေါ့နော်စာသားလေးတွေမိကျန်နေတာလေးတွေကိုပေါ့နော်ဝေဘန်နဲ့ပေါ်တော့ကျွန်တော်ဘာမှမပြောလို့ပါဘူးတခုကတော့ဒီကွန်မန့်လေးတွေကျွန်တော်ကိုယ်တိုင်ဖတ်မိတယ်ပေါ့နော်ဖတ်ပြီးတော့အစုံမဲ့ပေါ်ကိုရဲ့နော်ဒါကခုနှစ်သားသမီးတွေဆိုတာအကုန်ပြောကြမှာပဲလေအဲ့တော့ကျွန်တော်ဘာလေးကိုပြောလဲဆိုတော့သူတို့ကအကိုရဲ့အတန်ကောင်းရဲ့တဲ့နဲ့ဘာလို့ဒီအင်္ဂလိပ်အီဆောင်ယူဆိုရသလဲပေါ့နော်မြန်မာချင်းလေးဆိုပါလား ကောင်းနေတာပေါ့နော်အဲ့တော့သူတို့ကကျွန်တော်မြန်မာချင်းဆိုခဲ့တယ်ဆိုတော့ကိုဒီမြန်မာစတားမှာအော်ဒီရှင်မှာဆိုခဲ့တယ်ဆိုတော့ပြည်သက်ကြီးကမသိဘူးပေါ့နော်ဒီကျွန်တော်မြန်မာချင်းနှစ်ပုတ်တီဆိုရှင်ပြိုင်ခဲ့ပါတယ်ပထမချင်းတစ်ပုတ်ကတော့ကိုစီတူလွင်ရဲ့မင်းကျောင်းအိမ်မက်ဆိုတဲ့ချင်းနဲ့ကျွန်တော်ရှင်ပြိုင်ခဲ့ပါတယ်ဒုတိယတစ်ပုတ်ဒိုင်နီကကြိုက်လို့ဆိုပြီးတော့အဲ့မှာကျွန်တော် တချင်းတပုတ်တောင်းဆိုရတဲ့အတွက်မြန်မာတချင်းကိုထက်နေကြီးရဲ့နောက်ဆုတ်ဖို့ကြိုးစားရင်းဆိုတဲ့တချင်းလို့ကျွန်တော်ဆိုခဲ့ပါဗါဆိုခဲ့တဲ့အချိန်မှာဒိုင်းနေအိုက်မှာအားမရတဲ့အချိန်မှာကျွန်တော်ကိုအီဆောင်လေးတပိုက်လောက်ဖြစ်ဖြစ်တပုတ်လောက်ဖြစ်ဖြစ်ဆိုပြပါဆိုတော့ကိုကလည်းခုနပြောလို့တကယ်ဒီစာသားလေးနဲ့လည်းရင်းနှီးပါတယ်ကိုအများတန်းကြီးတော့အိမ်မှာတော့ဆိုပြတယ်တော့မရှိဘူးပေါ့ခင်ဗျာဒါပေမဲ့ခုနပြောလို့ကြားပူထားတဲ့အချိန်လေးရေကိုက move trade ပြီးတော့တကယ်ကိုကျွန်တော်ကလုပ်ငန်းတစ်ခုလုပ်တက်တဲ့အချိန်မှာဒါကျွန်တော်ရဲ့အကျင့်လေးပါပေါ့နော်ကျွန်တော်က အားဆိုင်မန်ဆိုင်ခွန်ဆိုင်ပြီးတော့တကယ်ကိုကိုဖင်းကြီးပြီးလုံးတက်တဲ့အချိန်လေးရှိရတူအဲ့မှာမူးထဲတဲ့အချိန်မှာစာသားဒီ home game ဆိုတဲ့စာသားနေရာမှာလုံးဝကြံခဲ့တဲ့အချိန်မှာအဲ့မှာဘလို့မှစာသားရောင်းနေပြန်ဆက်လို့မရတော့ဘူးပေါ့နော်ကျွန်တော်ချက်လာလဲမဟုတ်ပါဘူးဒီအချိန်ကိုကျွန်တော်ပိုင်ပါတယ်ဟိုဆိုရက်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မျိုးလေးလေးသိစီချင်တာပေါ့နော်ဒါလေးပေါ့နော်စုံရီယာခံစားခဲ့ရတော့ဝမ်း ာကျင်စွာယင်မကိုချေခွေအိမ်မထေမခင်ရနာဆိုလိုကဟိုပေါ့ကျွန်တော်တို့ဒီမြန်မာစတားဒိုင်းနေရပေါ့နော်ကျွန်တော်ကိုကိုကိုစီသူလေးရဲ့မင်းကြောင့်အိမ်မက်ကိုဆိုပြီးသွားချိန်မှာသူတို့တွေမျက်လုံးပြမျက်စက်မျိုးဖြစ်ပြီးတော့ဒီတချင်းကိုကြားလိုက်တဲ့ချိန်မှာပေါ့နော်ကုန်းမှန်ပြတာပေါ့လုံးဝကိုသူတို့တွေဟိုပေါ့စိတ်ဟိုပျော်ရွှင်မှုတွေဖြစ်ပြီးတော့လုံးဝဟိုပါပြူတယ်ပေါ့နော်ဖီဖြစ်သွားတယ်ပေါ့နော်ပြီးတော့ကိုအောင်ကိုကိုကဆိုဘယ်လောက်ပြောလဲဆိုတော့ကျွန်တော်တောင်မှဒီဟိုဟာ ပြိုင်ပွဲဝင်နေတဲ့အတူပေါ်တော့စင်ပေါ်မှာတက်ပြီးတော့တချင်းစူဂျင်စိတ်တွေတဖွာဖွာဖြစ်သွားလို့ ကွန်မန့်ပေးခဲ့ပါတယ်အဲ့လိုပေးပြီးတော့ကျွန်တော်နောက်ထပ်ကိုထက်နေကြီးရဲ့သရှင်လို့ဆိုပါတယ်ဆိုပြီးတဲ့ချိန်မှာအဲ့ကိုထက်နေသရှင်လည်းပြီးသွားတဲ့ချိန်မှာကျွန်တော်ရေလေးတောက်လိုက်ပါတယ်ခင်ဗျာကျွန်တော်အမားတို့စီမှာရေတောင်းတော့အမားတို့ရေအမမမြူကနေကျွန်တော်မှာပါပါတယ်ဆိုပြီးတော့မခင်နေအောင်ဆိုပြီးတော့ကျွန်တော်တောက်လိုက်ပါတယ်တောက်ပြီးတဲ့ချိန်မှာအမအင်္ဂလိပ်ချင်းစဆိုတော့ဒီမှာကျွန်တော် ceiling ဆိုတော့သင်လို့ဆိုပါမယ်ပြောတော့အမအော် ceiling နာဆိုသူတော်အမဟိုနောက်ဆုံးဆိုပြီးတော့လေးထောက်ပေးခြင်းနဲ့ပေါ့နော်အမကလည်းဟိုဝေးခဲ့ပြီးသင်နေဖြစ်တဲ့အတွက်ပေါ့နော်ရပါတယ်အမရဲ့လို့ကျွန်တော်ဗာစိတ်မှာဟိုဟိုမှာမပြူပါဘူးလို့ကျွန်တော်အမထောက်ပေးလေရရင်လေကျေးဇူးတင်ပါတယ်အမတို့မရခင်လေကျွန်တော် ဘာမှဖြစ်ပါဘူးပေါ့ကျွန်တော်ဒီတိုင်းလေးပဲရသော်လေးစုသွားမယ်ဆိုပြီးတော့ကျွန်တော်အကောင်းဆုံးအဲ့မှာနောက်ဆုံးအပိုက်ဒီမှာပေါ့နော် iron flying ရနေပြီးတော့ကျွန်တော်စုခဲ့ပါတယ်အဲ့ iron flying ရလည်းကျေးဇူးတင်စရာကောင်းတယ်ဒီမြန်မာ star founder ထင်းနေခင်ဗျနော်အဲ့ founder ကိုယ်တိုင်လာပြီးဟာတဲ့ဒီကိုတဲ့ဒီနေရာမှာပေါ့နော်ဒီ e song ဒီနေရာမှာဟိုပေါ့ iron sailing မရရင်ねသူရတဲ့အပိုက်လေးရတယ်ဖြတ်စုသွားစေဆိုအပြေးတကုန်းနေဗျာကျွန်တော်တကယ်ကျေးဇူးတင်နေအဲ့ founder အဲ့မှာအဲ့ကိုကြီးရအပေးမှုနဲ့ဟာ ဖုန်းတော့ကိုယ်ထားမလို့လာပြောတာပဲကိုစိတ်ပြန့်တက်ပြီးတော့ဗောနော်ကျွန်တော်တကယ်တမ်းစာရတကယ်ဝိသွားပြီကျွန်တော်တကယ်တပီးတဲ့ကြီးလို့ကျွန်တော်တကယ်မှန်မှန်ကန်ကန်ကျွန်တော်စိတ်ထဲရင်တဲ့အတိုင်းကျွန်တော်ပြောပြတကယ်ကျွန်တော်မေ့နေတကယ်ကိုလုံးဝမေ့နေကျွန်တော်ကိုရိုက်ထုတ်ပြီးစစ်မေးပြီးပြန်ဖြေသွားဆိုတော့အဲ့ဒီစီကျွန်တော်ဆိုလို့ရအောင်မှာမဟုတ်တော့အဲ့နေရာမှာလေ I am sailing home again crowd the sea I am sailing stormy waters do we whip you do we အကူအပြေးလာပြီးတော့အာသူ့ရဲ့အမမခင်နာဆိုတော့ကိုအောင်ကိုတော့ပြောပြီးသူဒီဘက်ကတော့ဝိုင်းတော်သားတွေကိုပြောတာပေါ့မြန်မာစတာဝိုင်းတော်သားတွေကိုပြောပြီးတော့ရာနီယာဆူခိုင်းမှာအဲ့မှာကျွန်တော်လည်းဖတ်ခနေဆိုရားတော်လေးပေါ့နော် I am flying ဆိုပြီးအဲ့အရာနေစာပြီးတော့တောက်လျှောက်အဲ့မှာကိုနည်းနည်းလေးထောက်သွားသေးတယ်ပေါ့နော်အဲ့အရာနေပြီးတော့ကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့ဒီဆိုရှင်ပြိုင်ခဲ့ပါတယ်ကျွန်တော်မြန်မာချင်းဆူခဲ့ပါတယ်ကျွန်တော်ချင်းလေးလည်းကျွန်တော်ရဲ့ အကောင့်လေးထဲမှာကျွန်တော်တင်ပေးထားပါတယ်ကြည့်ရှုခြင်းလဲကျွန်တော်အကောင့်လေးကိုကျွန်တော်ချပြပေးထားပါမယ်လာရောက်ပြီးနားဆင်လို့ရပါတယ်ဒါလေးကိုကျွန်တော် line ပေါ်မှာနေပြီးလာရောက်ဖြည့်ချပြီးတော့ media တွေရှိကိုကျွန်တော်လာပြီးတော့ဖြည့်ရှင်းပေးတာပါခင်ဗျာကျွန်တော်ပြိုင်ခဲ့တာဟို Galaxy Star ပေါ့နော်ကိုနေမင်းစုရတဲ့အချိန်မှာဟိုကျွန်တော်ပြိုင်ခဲ့ဘူးပါတယ်ကျွန်တော်တို့ကန့်နေတွင်းတဲ့အထိကျွန်တော်ရောက်ခဲ့ပါတယ် level တွေကျွန်တော်ဟိုဟာကန့်တွင်းတဲ့အချိန်မှာကျွန်တော်ပြန်ခဲ့ရတယ်ပေါ့နော်ဘာလို့ပြန်ခဲ့လဲဆိုကျွန်တော်တချင်းရွေးချယ်မှုမမှန်ကန်ခဲ့လို့ပဲကျွန်တော် ဖြစ်ဟိုကပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တချင်းလေးရွေးချယ်မှုမမှန်ခင်ခဲ့တဲ့ချိန်ပါလေအဲ့လိုမျိုးတွေကိုယ်နဲ့မကြိုက်တဲ့တချင်းလေးရွေးချယ်မှုကြောင့်အမယ်ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီမှာအရင်တော့ကျွန်တော်ဂီတာလေးနဲ့အိတ်တယ်အိမ်မှာတခါလေဂီတာလေးကျွန်တော်ရဲ့အခန်းလေး ကျွန်တော်ချင်အောင်လေးတွေမှာအဲ့ဒီပေါ့နောက်ကြတော့ကျွန်တော်နည်းနည်းမလွတ်လက်တာနဲ့တခါလေးတီးပြီးတော့အိတ်အိတ်ဖြစ်သွားဖို့ကိုယ်ကိုယ်ဂီတာတူထားမဲ့နေရာလေးကိုမထားပြပြနေတော့အိတ်ဖြစ်တယ်အဲ့ထမင်းစားပြီးပြီဆိုရင်ဘာပဲလုပ်ပြီးပြီပြန်လာအပြင်ကပြန်လာလာဘလောက်မောပန်းမဲ့ဂီတာလေးကင်လိုက်မှာဂီတာလေးကင်လိုက်ပြီးဆိုစိတ်ချမ်းသာတယ်လို့ခံစားရတယ်ပြောချင်တာတော့ကျွန်တော်ဟာသွေးလို့ပြောရမှာပေါ့နော်ကိုဒီ new music visa ပို့ပေါ့နော်ကျွန်တော်မျိုးရုံမှာလည်းဟို music လောက်တဲ့လူတွေဒီဟိုဟာမျိုးမျိုးမရှိပါဘူးမရှိပါဘူးဆိုတော့ကျွန်တော်တကယ်ပြောချင်တာကျွန်တော်ဝန်ခံချင်တာပါဘူးဒီ music တွေကိုလုံနေတာကျွန်တော်ပြောတာပြောတော့ထမင်းမေဟင်းမေလာခဲ့ ိုဒီဒီခုပြိုင်ပွဲတွေဝင်တဲ့လူတွေကိုလည်းဒီကနေညီကိုမောင်မားတွေလည်းကျွန်တော်နဲ့အတူပြိုင်ခဲ့ဝင်ခဲ့တဲ့လူတွေဒီမြန်မာစီစဉ်မြန်မာ Star Season 3တစ်လျှောက်လုံးမှာပြိုင်ခဲ့တဲ့လူတွေကျွန်တော်တကယ်ကိုရင်းစားတယ်။ဘာကြောင့်လဲဆိုတော့ဒီပြိုင်ပွဲဝင်တော့မယ်ဆိုရင်ကိုသူတို့ကသူတို့ရဲ့ audition ဝင်ရမယ့်အချိန်ကိုအရင်စောင့်နေတာစောင့်နေကိုလည်းရောက်တော့မှလားမရောက်သေးဘူးလားဟာအချိန်တွေကဘလို့လဲအတိုင်းတာတွေအများကြီးอ่ะမလို့စားဖို့တောက်ဖို့တွေသူတို့မှတကယ်ခက်ခဲကိုကိုတိုင်းကြုံတွေ့ရမှာဩော်ဒါဟာတကယ်ကိုချင်းနေစားရပြင်လေနော်သူများနေတော့ရိုက်ကူးလေးရင်ပြီးရိုက်ပြီးတော့တင်လိုက်ပြီးအာဒါဒီလူဒီလူဒီလူပဲပြီးသွားတယ်ဟုတ်ကျွန်တော်တို့မှတကယ်ကျွန်တော်နဲ့အတူတူ ဟိုဆောင်ဆိုင်ပြီးဆိုခဲ့တာတဲ့ညီငယ်ကိုလည်းအားမလျှော့ပါနဲ့လို့တကယ်လို့ဒီနေရာမှာကြာရှုံးသွားရင်လည်းနော်ဒီနေရာမှာနေရက်တက်တာမျိုးကျွန်တော်တို့စူးစမ်းကြမယ်ကျွန်တော်အကောင်းဆုံးမတင်မချင်းများလူဆိုတာလင်းရင်ပြန်ထားမယ်ဒါကျွန်တော်တို့ရဲ့ဘဝတွေပဲပေါ့နော်အဲ့အဲ့ဒါလေးကျွန်တော် message တစ်ခုပေးခြင်းနဲ့အခုကျွန်တော်တို့မြန်မာစာမှာပြန်ခဲ့တဲ့ပါသွားတဲ့လူတွေရော yesterday ရော no ရော waiting list တွေမှာစောင့်နေတဲ့လူတွေကျွန်တော်ခွန်အားပေးပါတယ်ကျွန်တော်ကြိုစင်ဟိကျွန်တော်တကယ်ကိုခွန်အားအမှန်ကန်ပေးခဲ့ပါတယ်နော်အဲ့တော့စူးစမ်းကြမယ်ခုနကတော့အကြောင်းလေးကျွန်တော်ပြန်ဆက်မယ်ဆိုရင်ကျွန်တော်ဟာအဲ့လိုအပြင်ကပြန်လာလာပေါ့နော်မောပန်းကဂစ်တာလေးအဲ့ထောင်းထောင်းတင်းတင်းလေးကိုတီးလိုက်ပြီး music လေးခံစားလိုက်ရရင်ကို ကျွန်တော်အမောရပြေးသွားတယ်ဗျာပြေးသွားပြီးကျွန်တော်တကယ်ကိုအဲ့ music တွေကိုတကယ်ခုံမင်းတော့လှုပ်ချင်တာလှုပ်ချင်တာလှုပ်ချင်တာဆိုတကယ်ကျွန်တော်ရင်ထဲကပြောရရင်ဒီအဆိုတော်တယောက်ဒီအတန်တွေကိုဘယ်လိုထုတ်တာလဲထားပါတော့ကိုလေးပြူပဲဖြစ်ဖြစ်ကိုကိုမျိုးကြီးပဲဖြစ်ဖြစ်ကျွန်တော်ကြိုက်တဲ့အဆိုတော်တွေပေါ့နော်အများကြီးမြေကိုဥဆောင်ဝင်ထုတ်တော့ပဲဖြစ်ဖြစ်ဒီအတန်တွေကိုဘယ်လိုထုတ်တာလဲကျွန်တော်အဲ့ technique တွေကိုလိုက်ကြည့်တယ်ဒါပေမဲ့သူတို့ကီးတွေကိုမှီတော့ဆိုကြည့်တယ်မနိုင်ရင်တော့ကိုကီးနဲ့ကိုဆိုတာပေါ့ခင်ဗျာအဲ့တော့ကျွန်တော်အဲ့ technique လေးကိုလေကိုကိုတိုင်းလေးလာပါတယ်ကျွန်တော်တို့ကဒါရိုးရှင်းသွားဝန်ခံရင်ကျွန်တော်ကတော့တွေးရတော့စကားပြောတယ်ဝါသနာပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာနေဆိုတော့မြေတောင်မြောက်ပေးဖို့ မဲ့လူလည်းမရှိဘူးကျွန်တော်တို့ကိုဆက်သွယ်ပြီးတော့ခေါ်ယူမဲ့လူလည်းမရှိရှာပါဘူးခင်ဗျာဒါမှန်ကန်သောစကားပြောတာအဲ့တော့ကျွန်တော်တို့ဒီသချင်းတပုတ်ရကျင်နေဆိုရင်ကျွန်တော်တကယ်ပြောတာထမင်းမစားစားမစားမစားရေပဲမတော့မတော့ကျွန်တော်အဲ့တချင်းတပုတ်ကိုဟို ERN လေးနဲ့ပေါ့နော်ကိုတက်တလောက်မှတ်တော်လိုက်ရှာတယ်ဘာကီးလေးနဲ့တီးထားတာလဲဒါလေးကဘယ်လိုလုပ်ထားတာလဲအဲ့ဒါလေးကိုကျွန်တော်တက်ကနေလေးကိုလိုင်းအင်းလိုင်းအင်းနဲ့ကျွန်တော်ရားသလောက်လေးဖန်တီးပြီးတော့ပဲကျွန်တော်တို့ဒီသချင်းတပုတ်ချင်းကိုကျွန်တော်အကောင်းဆုံးအကောင်းဆုံးကျွန်တော်တင်ဆက်တာပေါ့နော်ပြီးတော့ဒီကကျွန်တော်တို့ဟို ဟိုလိုင်းပေါ်မှာလည်းပြောကြတဲ့အကိုကြီးညီကောင်မောင်တို့ရှိတာပေါ့နော်တချင်းတစ်ပုတ်ဆိုးမယ်ဆိုရင်ကောင်းကောင်းလေးလုပ်ပါမက်ဆေ့ပြီးတော့ကျွန်တော်အဲ့အမြဲတမ်းတချင်းတစ်ပုတ်လုပ်ပြီးဆိုကျွန်တော်ဘယ်တော့မှပြီးကဖြစ် အာပြီးတာပဲကိုဆိုပြီးဒိန်းဒိန်းတောင်းတောင်းပြီးတာပဲတင်လိုက်မယ်ဆိုစိတ်ကူတကယ်မရှိပါဘူးတကယ်ခံစားတက်ဝင်ပြီးတော့အသက်အတက်နိုင်ဆုံးပေါ့နော်မူသွင်းပြီးတော့ကျွန်တော်တကယ်သီဆူခဲ့ပါတယ်ကျွန်တော်တကယ်ကိုဘယ်တချင်းလေးပဲလှုပ်လို့အတက်နိုင်ဆုံးအကောင်းဆုံးအကောင်းဆုံးဆိုတဲ့အရာကိုပဲကျွန်တော်ပြဆက်ချင်ပါတယ်နောက်နောက်များတကယ်လို့ကြုံကြိုက်လို့ကျွန်တော်ဒီတချင်းတွေကိုဆက်လုပ်အောင်မယ်မျိုးစစ်တွေနဲ့ရင်ခုန်ရအောင်မယ်ဆိုရင်ကျွန်တော်ပြိတ်သက်ကြီးကိုအကောင်းဆုံးအနေနဲ့ကျွန်တော်ချပြချင်ပါသေးတယ်လို့ကျွန်တော်ဒီဆယ်လီကဘာနေကျွန်တော်ပြဖြေချချင်ပါတယ်ခင်ဗျာ ရှင်သာသူလေးဆိုမုန်းချေဘယ်သူတွေများမင်းနှလုံးသားလေးဆိုမိုးတို့ထားပြီလေကိုတောင်မူကကြောင့်ကျွန်တော်ဖုန်းစကန်ရောင်းဝယ်ရင်းနဲ့ကျွန်တော်ဖုန်းစားပစ်ပေါ့နော်ကိုဖုန်းကျွန်တော်စားပစ်လုပ်ပါတယ်ဖုန်းပြီးတော့နောက်ထပ်သင်တန်းသားတွေကိုလည်းကျွန်တော်ဟိုပါပေါ့ training ပြန်ပေးတယ်ပေါ့ကိုရေဆရာဆရာပေါ့ဆရာဟုတ်ကဲ့ကိုဖုန်းဖုန်း training ပေးပါတယ်ဗျမှတ်ချက်ပြီးတော့သူတို့ကတော့သူ့ဆရာအိမ်မှာတိခတ်ဆိုးနေတာသူတို့ကြားတော့သူတို့ဒီလိုမဖြစ်နိုင်ဘူးပေါ့နော်အဲ့အဲ့နေညာတက်လာတဲ့ချိန်မှာတော့ကျွန်တော်လည်းတကယ်အိတ်မရပါဘူးခင်ဗျနှစ်နာရီသုံးနာရီလောက်ကိုကျွန်တော်စဉ်းစားတယ်ဘယ်လိုလုပ်ရမလဲမီဒီယာတခုကနေငါချပြီးပြောပြပေးမယ်ဒီဖြစ်ကြောင်းလေးတွေကိုနော်ပြီးတော့မြန်မာသတင်းမဆိုးဘူးလားမေးတဲ့ပုံကိုယ်တွေရောအခု line ပုံမှာဒီကြည့်ရှုပြီးတော့ဒီလိုပြောနေမိဘပြည်သူတွေကိုကျွန်တော်ဒီလိုလေးပြောချင်တာပေါ့နော်အဲ့တော့အဲ့လိုလေးဖြည့်ချင်း line မှာလည်းပြည်သူတွေလည်း စိတ်လေးကြည်ကြည်လင်လင်ဖြစ်သွားမယ်ပေါ့နော်ကျွန်တော်တချင်းဆိုတဖင်းနဲ့တက်ဆိုတွေအမြင်ကြီးဖြစ်နေမှာဆိုလို့ကျွန်တော် instrument လည်းကောင်းကောင်းတီးတက်ပါတယ်ဂီတာလည်းကောင်းကောင်းတီးတက်ပါတယ်အဲ့တော့ကျွန်တော်အဆိုတွေကိုလည်းကျွန်တော်လလန်းမိတော့ကျွန်တော်ဒီအုံကျူးလေးတွေလို့ဖို့အတွက်ကျွန်တော်စီစဉ်နေပေါ့နော်ဒါပုံဝင်လင်းပြောရရင်ကျွန်တော်အိယာဖြာကက်ပြတ်တဲ့ကြီးစူနိုင်ရင်ကျွန်တော်တချင်းကိုညီးနေမယ်စိုးနေအောင်ပါအသက်ကြီးလေလုံနေအောင်ပါပဲဒီ music ကိုကျွန်တော်ကြားရင်ခုံတယ်အရန်လုံချင်တယ် သိတယ်မလားလုံးဝ free တွေဖြစ်တယ်ပေါ့ကိုရေခုနပြောလို့ပေါ့နော်ထမင်းမစားဟင်းမစားတော့မှယူသွားရတယ်ပဲပြောပြောကျွန်တော်အရင်ယူသွတ်တယ်ကျွန်တော်တနေ့ကျွန်တော်ရဲ့အမှုပညာတွေကိုကျွန်တော်ချပြခွင့်ရခဲ့ရင်ကျွန်တော်အကောင်ဆုံးအကောင်ဆုံးအကောင်ဆုံးကျွန်တော် ပြန်လာခဲ့ပါအောင်မယ်ကျွန်တော်ခုနောက်ထပ်မြန်မာစတားမှာကျွန်တော် waiting list ဖြစ်နေတဲ့သူတယောက်ဖြစ်နေတဲ့အတွက်တူဖြစ်နေတဲ့အတွက်ကျွန်တော်တီဆိုရင်လည်းတီဆိုရပါအောင်မယ်52 50ဆိုတော့လေအဲ့တော့ကျွန်တော်အဲ့အကူတယောက်ကိုတောင်းဝန်ရှိတဲ့လူကိုဖုန်းဆက်မေးကြည့်တဲ့အချိန်မှာတော့ तू တေချာပေါ့ ဝေဒီလစ်ဆဲမှာညီလေးမင်းစောင့်နေတဲ့အတွက်မင်းကိုတေချာပေါ့ကိုဆက်ဆက်ဖုန်းဆက်ပါမယ်လို့တော့ကျွန်တော်ပြောထားပါတယ်အဲ့အတွက်ကျွန်တော်အားရလေရှိနေပါတယ်ကျွန်တော်စူးစမ်းပါအောင်မယ်မြန်မာစားမှာဆက်ပြန်ရရင်လည်းကျွန်တော်အကောင်ဆုံးအကောင်ဆုံးအကောင်ဆုံးနေနဲ့ပြန်လာခဲ့ပါမယ်လို့ကျွန်တော်ပြည့်တက်ကြီးကိုကျွန်တော် promise ဂရီပေးပါရခင်ဗျာဟုတ်ကဲ့ကျေးဇူးအထူးတင်ပါရခင်ဗျာ